အတိတ်နဲ့အနာဂတ်ပေါင်းစည်းမှုနဲ့အတူလှပတဲ့အပြုံးပန်းတွေဝေစာသွားတဲ့အချိန်လူတိုင်းအတိတ်မှာရောအနာဂတ်မှာပါလှပတဲ့အရာတစ်ခုကိုပိုင်ဆိုင်ခဲ့ကြဖို့မယ်မထင်ပါဘူးအနာဂတ်ဟာတစ်ခါလေမှာလှပခြင်းမှာလှပနိုင်မှာဖြစ်တယ်လို့အတိတ်ကလည်းလှပခြင်းမှာလှပခဲ့ကြမှာပါဒါပေမဲ့ကျွန်တော်မြန်မာပြည်သက်တွေကတော့အတိတ်မှာလည်းလှပတဲ့အရာတစ်ခုကိုပိုင်ဆိုင်ခဲ့ကြတယ်လို့အနာဂတ်မှာလည်းလှပတဲ့အရာတစ်ခုကိုပိုင်ဆိုင်ခွင့်နေရထားခဲ့ကြတာပါအဲ့ဒါကတော့ဘလို့အတိတ်လဲဘလို့အနာဂတ်လဲဆိုရင်တော့ကချင်သားကြီးအော်လာအန်ဆန်နဲ့ချင်းလူငယ်ဖိုက်တာလေးဂျိုရှွာဘန်တို့ပဲဖြစ်ပါရင် လာအန်ဆာလို့ပြောလိုက်တာနဲ့မြန်မာပြည်သက်တွေရဲ့အတိတ်မှာလှပတဲ့အောင်မြင်မှုတွေကိုမြင်တွေ့ခဲ့ကြရမှာဖြစ်တယ်လို့ဂျိုရှွာဘန်ဆိုတဲ့နာမည်တစ်လုံးကိုကြားလိုက်တာနဲ့လှပတဲ့အနာဂတ်ကိုပိုင်ဆိုင်ထားခဲ့ကြရတယ်ဆိုတာဘယ်သူမှငြင်းပယ်နိုင်မှာမဟုတ်ပါဘူးကျွန်တော်မြန်မာပြည်သက်တွေဟာအော်လာအန်ဆာဆိုတဲ့နာမည်တစ်လုံးကိုဗျိုင်းလူဟင်ကျွေးခဲ့ကြပြီးဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲကြီးနဲ့ယင်းနီခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်အော်လာအန်ဆာဆိုတာဝမ်ချမ်ပီယံရှစ်မှာနှစ်ထပ်ကွမ်းချမ်ပီယံဖြစ်တဲ့အထိစွမ်းဆောင်ပြထားခဲ့တဲ့မြန်မာဖိုက်တာကြီးလည်းဖြစ်ပါတယ်ဒါရင်ပဲလားဆိုရင်တော့ကချင်သားကြီးဟာ MMA လောကမှာ ဩစာကြီးပါတဲ့ International Fighter of the Year ဆုကိုပါစုခိုးထားနိုင်ခဲ့တဲ့သူပါဒီလိုမျိုးအတိတ်မှာလှပတဲ့ Fighter တယောက်ကိုပိုင်ဆိုင်ထားခဲ့တဲ့မြန်မာပြည်သက်တွေအနေနဲ့အနာဂတ်မှာလည်းလှပတဲ့လူငယ် Fighter တယောက်ကရှိနေခဲ့ပြန်ပါတယ်သူကတော့ချင်းတိုင်းရင်းသားလေး Joshua ပဲပါ Joshua ဘန်ဟာလက်ရှိကမ္ဘာအကောင်ဆုံး Promotion UFC မှာထိုးတက်နေတဲ့လူငယ် Fighter တယောက်လည်းဖြစ်ပါတယ် Foreign Fighting Championship ရဲ့အပြော်ရန် Flyweight Champion ကမ္ဘာ Professional Flyweight Champion ကမ္ဘာနဲ့ကနဝင်းကစားသမားဂုံပုတ်ကိုတော့စောစီစီအနိုင်ချင်းခံထားရတယ်ပါ ကမ္ဘာ MMA ပြိုင်ပွဲအများစုကတော့ဂျိုရှာဘန်ကို UFC မှာလည်းအမြင်ဆုံးထိတက်လက်မဲ့ fighter တယောက်ဖြစ်သတ်မှတ်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့လိုမြန်မာပြည်ကနေဝေထုတ်လိုက်တဲ့အထင်ကြီး MMA fighter နှစ်ယောက်ဟာမနေ့ကတော့ပထမဆုံးအကြိမ်အဖြစ်အပြစ်မှာစုံစည်းခွင့်ရသွားခဲ့ကြပါတယ်။တယောက်ကအနာဂတ်ကိုလှပအောင်ဖန်တီးမဲ့လူငယ် fighter တယောက်ဖြစ်တယ်လို့နောက်တစ်ယောက်ကလည်းအတိတ်ကလှပခြင်းနဲ့ခြေသာထားခဲ့တဲ့ fighter ကြီးဖြစ်ပါတယ်။ လူငယ်ဖိုင်တာတိုင်းအားကြားခဲ့ရတဲ့ကချင်သားကြီးနဲ့လူငယ်တွေအထူးယုံတဲ့ဂျိုရှွာဘန်တို့ရဲ့စုံစည်းမှုဟာပရိသတ်တွေအတွက်ဂျီနူးပီတီတွေလည်းကူးစက်စေခဲ့ပါတယ်။မြန်မာပရိသတ်တွေကိုယ်တိုင်ကလည်းအတိတ်နဲ့အနာဂတ်ကိုအတူတူမြင်တွေ့သွားရဖို့မျှော်လင့်တောင်းတနေခဲ့ကြတာဖြစ်ပြီးအခုလည်းပရိသတ်တွေရဲ့လူရင်းစံနာတွေဟာပြေဝသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့ဒါထက်ပိုပြီးပြေဆုံးသွားစေခဲ့တာကအွန်လိုင်းအန်ဆန်နဲ့အတူဂျိုရှွာဘန်ဟာလင်းချင်းမှုတွေပြေလုံနေခဲ့တာကိုမြင်တွေ့ခဲ့ကြရတာဖြစ်ပြီး MMY Fighter G2 ရဲ့တင်ကြားမှုကိုဒီဇိုင်းမတ်မတ်လေ့ကျင့်နေခဲ့တဲ့လူငယ်တယောက်ရဲ့ပုံစံလားမြန်မာ Fighter နှစ်ယောက်ရဲ့စုံတွဲမှုဟာနှွေးထည်မှုအပြည့်ရှိခဲ့တဲ့တွေးဆမှုတစ်ခုအဖြစ်မြင်တွေ့ခဲ့ကြရပါတယ်။အော်လာအန်ဆန်နဲ့ဂျိုရှာဘန်တို့ဟာတမင်ချင်းဆုံမှုတွေပြုလုပ်ပြီးတည်တံ့တွေးဆခဲ့ကြတာမဟုတ်ပဲအော်လာအန်ဆန်ကသူ့ရဲ့တပည့်တယောက်ဖြစ်တဲ့အဒူလက်ဆာဒက်ဆယ်လစ်ရဲ့ပွဲကိုလိုက်ပါကြည့်ချက်ဖို့အမေရိကက Fury FC ရှိရာတက္ကသက်ကိုရောက်ရှိလာခဲ့ကြရင်တွေးဆခဲ့ကြရလဲဖြစ်ပါတယ်။ဂျိုရှာဘန်ရဲ့405 Club ဂျင်မှာတော့အတူပူတယ်လေးခြင်းမှုတွေကိုလုံဆောင်သွားခဲ့ ခဲ့ကြတာပါနောက်ထပ်တက်ဆိုင်ရတဲ့ချက်က Fury FC 104ပြိုင်ပွဲမှာ online ရောဖန်မှာတူတူအောင်ပွဲခံခွင့်ရရှိသွားခဲ့ကြတာလည်းဖြစ်ပါတယ်အဆိုပါပြိုင်ပွဲရဲ့ကိုမင်းပွဲအဖြစ်ထိုးခွင့်ရခဲ့တဲ့ online ansan ရဲ့တပည့် fighter ကပြန်မဲ့ fighter ကိုအလဲထိုးနဲ့အနိုင်ရရှိသွားခဲ့တယ်လို့ Joshua Ban ရဲ့လေးချင်းမော် fighter လည်းဖြစ်တဲ့ အတန်ကိုရီးယားကလည်းပြန်မက်ဖိုက်တာကိုအလဲထိုးနဲ့ပဲနိုင်ဝဲရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။တပည့်ဖြစ်သူကလေးချင်းဘော်ရီပါနိုင်ဝဲတွေကိုစီရရှိသွားခဲ့ကြသလိုမြန်မာပြည်သက်တွေရဲ့အချစ်တော်ဖိုက်တာနှစ်အောင်စလုံးကလည်းအပြုံးနေကိုစီနဲ့မြင်တွေ့ခဲ့ကြရတာဖြစ်တဲ့အတွက်မြန်မာပြည်သက်တွေအတွက်တော့အတိတ်နဲ့အနာဂတ်ပေါင်းစည်းမှုဟာလှပတဲ့အပြုံးပန်းတွေနဲ့ဝေဆာသွားခဲ့ကြတာဖြစ်ပါတယ်။